မေထီလာမျိုးမှာဖွင့်လှစ်ထားတဲ့ကယ်ဆယ်ရေးစခန်း၅ခုမှာခုလုံနေရတဲ့ဒုက္ခသည်၄တောင်ကျော်ဟာစားဝတ်နေရေးအခက်အခဲတွေ၊ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ကယ်ဆယ်ရေးစခန်းတွေမှာခုလုံနေရသူတွေထံမှသိရပါတယ်။ကယ်ဆယ်ရေးစခန်းမှာနေထိုင်သူတွေဟာနေထိုင်စရာနေရာကျင်းမြောက်မှုကြောင့်လက်ရှိရာသီဥတုပူအပ်ချိန်မှာအဆင်မပြေဖြစ်ခြင်း၊ခြားထားပေးတဲ့ရိတ်ခါမလောက်ငါခြင်းတွေကိုရင်ဆိုင်နေကြရပါတယ်။ ြအပြင်နေအိမ်နေရာကိုပြန်လည်ရရှိဖို့မျှော်လင့်နေပေမယ့်တေချာမှုမရှိသေးတာကြောင့်ဘယ်အချိန်ထိကယ်ဆယ်ရေးစခန်းမှာနေထိုင်ကြရမယ်ဆိုတာကိုမသိသေးဘူးလို့သာသနာ့ရိက္ခတကယ်ဆယ်ရေးစခန်းမှာနေထိုင်ရသူတဦးကပြောပါတယ်။ရေရင်မြစ်ကယ်ဆယ်ရေးတာဝန်ခံဦးအောင်ထေးကတော့တောက်ရည်လာဖို့ပေးတဲ့ကားကအရင်အကြီးကနေအခုကားသေးပြောင်းသွားတဲ့အတွက်တောက်ရည်မလောင်ကြတော့ပဲနှွေရာသီလည်းရောက်ရှိလာတာကြောင့်ချက်ပြုတ်ဖို့အတွက်သုံးရပါမလောက်တော့တာကြောင့်အချို့တွေဟာအပြင်ကနေရေဝဲသုံးဆွဲနေရတာတလားကြော်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ ဒါအပြင်အင်သာချင်းတွေလည်းပြည့်စုံနေရကြောင်းအနှံ့သက်ဆိုးရွားတွေကဒုက္ခရောက်ကြရပြီးစမ်းမာရေးရအခုရက်ပိုင်းမှာဝမ်းပြက်ဝမ်းလျှော်တာတွေဖြစ်တာကြောင့်မိသားစုလိုက်ဆေးရုံတင်ပေးရတာတွေတောင်ရှိနေတယ်လို့ဦးအောင်ထေကဆက်လက်ပြောကြားပါတယ်။စားတော့ဖို့အတွက်ရိတ်ခါရရှိမှုမှာလည်းပြီးခဲ့တဲ့လ20ရက်နေ့ကတလားစာရိတ်ခါဝေသွားပေမယ့်အခုလမှထပ်မံလာရောက်မှုမရှိသေးပဲလာမယ်ဆိုပါကကြိုတင်ဆက်သွယ်ရမှာဖြစ်လို့လက်ရှိအချိန်ထိဆက်သွယ်လာမှုလည်းမရှိသေးဘူးလို့သိရပါတယ်။ နေထိုင်မှုအတွက်ပြန်လည်နေရာချထားပေးဖို့မှာလဲအင်ဂျင်250လောက်သာစောက်ရသေးတဲ့အတွက်အချိန်ကြာနိုင်အောင်မှာဖြစ်တယ်လို့ဦးအောင်ထေရဲ့ပြောကြားချက်အရသိရပါတယ်အခုလိုကဲဆယ်ရေးစခန်းမှာနေထိုင်နေရသူတွေဟာပြီးခဲ့တဲ့2013ခုနှစ်မတ်လ20ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မိထီလာမျိုးရွှေရောင်းဆိုင်တစ်ခုကစတင်ခဲ့တဲ့ပဋိပက္ခကြောင့်နေအိမ်ပျက်စီးဆုံးရှုံးခဲ့သူတွေဖြစ်ပြီးဒီလိုကဲဆယ်ရေးစခန်းမှာနေထိုင်နေရတာဟာတနည်းကျော်ကြာမြင့်လာပြီးဖြစ်ပါတယ်